င်္ဂလာပါရှင်။နိုဝင်ဘာလ9ရက်ဗုဒ္ဓဖူးနေ့အတွက်ရှင်ရုံရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့တန်လီမြို့နယ်ရှိ Global Dharma Foundation တက္ကသိုလ်အာစတြီးယားပူဇော်ပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။တန်လီခရိုင်တန်လီမြို့နယ်ရှိ Global Dharma Foundation တက္ကသိုလ်ရဲ့အာစတြီးယားပူဇော်ပွဲကိုနိုဝင်ဘာ3ရက်နေ့နဲ့9နာရီကအဆိုပါတက္ကသိုလ်ရှိဒီမာယုံနေကျင်းပကြောင်းသိရပါတယ်။ရှေးဦးစွာတက္ကသိုလ်ရဲ့အဓိပတိဆရာတော်ထံမှ ဧပြိတ္တများက၅ပါးသီလခံယူဆောက်တည်ကြပါတယ်။ဆက်လက်၍တက္ကသိုလ်ရဲ့ပါမောက္ခချုပ်ဒုတိယပါမောက္ခချုပ်သင်္ချာစီမံဆရာတို့များဌာနမှုဆရာတို့များအားအလူရှင်များကလူပိပစ္စည်းများစက္ကလူတန်းကြပါတယ်။အဒီနောက်တက္ကသိုလ်ကျောင်းသားယဟန်တော်များတိလရှင်ဆရာလေးများအားပညာသင်ဆူရရှိရေးနိုင်ငံတကာပညာရေးအခွင့်အလမ်းများရရှိရေးအတွက်ဆရာတော်များဆွေးနွေးညှိနှိုင်းကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့လာတာပါ ဆက်လက်တင်ဆက်ပေးမှာကတော့48ကြိမ်မြောင်မြို့နယ်လုံးဆိုင်ရာနှစ်ကြိမ်ရှစ်စုဗုဒ္ဓရုပ်ပွားတော်များမြို့ရင်းသို့လှည့်လည်ပူဇော်ပွဲတွန်တေးတွင်ကျင်းပတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွန်တေးမြို့ကျက်တီးဆောင်စံတော်6စုကိဝတ်တော်မူသောစံကိတာဓာတုရှေးစံတော်စီတို့မြေကြီးတွင်ကိဝတ်တော်မူသောနှစ်ကြိမ်ရှစ်စုဂုံသောဗုဒ္ဓရုပ်ပွားတော်များမြို့ရင်းသို့လှည့်လည်ပူဇော်ပွဲကိုနိုဝင်ဘာ၄ရက်မွန်းလွဲတနားရီကရှေးစံတော်စီတို့မြေကြီးမှမြို့ပေါ်ရှေ့ရွက်အတွင်သို့လှည့်လည်ပူဇော်ခံကြောင်းသိရပါတယ်။ မြို့ရင်းသူကြွချီ၍ပူဇော်ရာတွင်တွန်တီးခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်ရွှေစံတော်စီရီဘန်နာရထိန်ကော်ပကဖွဲ့တို့၏ဦးဆောင်မှုဖြင့်နှစ်ချိတ်ရှိစုကုန်သောဗိုလ်ချုပ်ရုပ်ပွားတော်များမြို့ရင်းသူလှည့်လည်စဉ်စေတနာရှင်အလူရှင်များကဖျားရှင်တို့၏ဂုဏ်တော်ကိုကြီးညိုတရာပွားကပန်းစင်ပြီးဖျောင်းနိုင်အမွေးနှစ်သားများဖြင့်ပတ်ပြန်ပူဇော်ကြကြောင်းသိရှိရပါသည်ရှင်ဒီတဲ့င်းကိုတော့မျိုးလိုင်းကပြပူလာတာပါ ထပ်မံတင်ဆက်ပေးမှာကတော့လမ်းမတော်ပွဲစီနှစ်ရက်ထပ်တူကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်တစောင်းနိုင်ကာလရန်ကုန်မြို့ရဲ့နာမည်ကျော်လမ်းမတော်မြို့နယ်ပွဲစီတစောင်းနိုင်မိထုံးပွဲတော်နှင့်ဇေယောင်းပွဲတော်ကိုနှစ်ရက်ထပ်တူကျင်းပမှာဖြစ်တယ်လို့သိရပါဗျ။လမ်းမတော်ပွဲစီကိုနိုဝင်ဘာတရကစတင်ကျင်းပခဲ့ပြီးမူလကနိုဝင်ဘာ9ရက်ထိပြုလုပ်ရန်စီစဉ်ထားခဲ့တော်လဲနိုဝင်ဘာ9ရက်ထိကျင်းပမှာဖြစ်တယ်လို့သိရပါဗျ။ လမ်းမတော်မြို့နယ်ပွဲစည်းကိုအနော်ထားလမ်းမော်ရင်ခင်းကျင်းထားကလမ်းမတော်လမ်းမှလမ်းတစ်လမ်းထိပွဲစည်းရှောင်းနေမှာဖြစ်ပါတယ်။လမ်းမတော်ပွဲစည်းကိုကိုဗစ်ရောဂါစတင်တဲ့2020ပြည်နှစ်ကစတင်ပြီးရန်နာထားခဲ့ရာ2024ဒီဇင်ဘာလတွင်လွတ်လပ်ရေးနှင့်အကျိုးပြန်လည်ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့တဘာတဲ့သတင်းထုတ်နေတဲ့ဆရာတော်တဘာအခန်းတွင်ပြန်လည်တော်မူနေတဲ့သတင်းဖြစ်ပါတယ်။ ဆရာတော်တပါသတင်း300ခန်းတွေမှာပြန်လည်တော့မူနေတဲ့ဖြစ်စဉ်တစ်ခုရန်ကုန်တိုင်းမင်္ဂလာတုံခရိုင်တင်ငင်းကျွန်းကြီးကြီးရွာမှာဖြစ်ပွားခဲ့တာကြောင့်နိုဝင်ဘာ3ရက်ည9နာရီဝန်းကျင်ကပလဲရံမီတက်တပ်ဖွဲ့ကရုပ်လောင်းသွားရောက်တည်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ပြန်လည်တော့မူတဲ့ဆရာတော်ကရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံခရိုင်တင်ငင်းကျွန်းကြီးကြီးရွာအုပ်စုမြားရည်တနာဆန္ဒလန်တွင်ကကျောမခင်ကျောင်းတိုင်းအနောက်ဘက်ရှိတဘာကျောင်းဆောင်မှာတဘာတဲ့တရင်တုံနေထိုင်တဲ့ဆရာတော်လို့သိရပါတယ် ဆရာတော်ကိုရှေပတိဆရာတော်လူခေါ်တင်ပြီးတက်တော်55နှစ်အရွယ်ဖြစ်ကြောင်းနဲ့ပြန်လုံတာ9ရက်လောက်ရှိပြီလို့ခံမရကြောင်းနဲ့ပလဲရံမိတဲ့တပ်ဖွဲ့မှရှင်နဲ့မြောက်ကလပါစေုံကြီးရှင်ခွဲယုံစီတို့ပို့ဆောင်ထားရှိရလို့သိရှိရပါတယ်ရှင်။